ကျွန်တော်တို့ရဲ့ရှာနေကိုကျေးဇူးအပ်နေကြတယ်ပြီးဆိုရင်လည်းကျွန်တော်တစ်တော့မှဒီညနေတော်တော်စိတ်လည်းတိုးတယ်ဝေါ်သားကြီးလည်းထွက်တယ်ကျွန်တော်ကျွန်တော်ကျွန်တော်တို့ကကျွန်တော်ဗုဒ္ဓသာသနာကိုထေရဝါဒဗုဒ္ဓသာသနာပေါ့နော်ကျွန်တော်ဗုဒ္ဓသာသနာကိုကျွန်တော်တို့ကတောင်းဝင်ယုံကြည်တယ်တောင်းဝင်ယုံကြည်အသက်ပါပေးရမယ်ဆိုပေးမှာကျွန်တော်တို့ကအဲ့လောက်ကြီးယုံကြည်တယ်နော်ဘာကြောင့်လဲဆိုတော့ကိုကိုယ်တိုင်လည်း တော်တော်များလေးလာလိုက်စားတယ်ဟုတ်လားဆရာတော်တန်ဃာတော်တွေရဲ့ငယ်ငယ်လေးတွေကနေတုံတင်ညင်ညာမှုတွေနောက်ပိုင်းကိုလေးလာအားထုတ်မှုတွေလူကြီးသူမတွေရဲ့ဆူဆုံးမမှုတွေဒီလိုမျိုးတွေကြားနာရတဲ့ခါကျတော့ကျွန်တော်တို့ဘာသာကိုကျွန်တော်တို့ကအယံဥမာအလေးမြတ်အလေးနဲ့ထားတယ်ဗျာအလေးနဲ့ထားတာဆိုတော့ဒါကကျွန်တော်တို့ဘုရားဘာသာမှာဆိုရင်လည်းအလားဒီလိုမျိုးကိုယ့်ရဲ့ဘာသာတရားကိုအလေးနက်ထားတဲ့ပုံကိုအများကြီးရှိတယ်ဒီတိုင်းမဲ့အခြားဘာသာဝင်တွေဆိုလဲအစ္စလာမ်ဆိုလဲ အစ္စလာမ်ဘာသာကိုအလေးနက်ထားတဲ့ပုံကူအများကြီးရှိတယ်ခရစ်ယာန်ဆိုလဲခရစ်ယာန်ဘာသာတွေကိုအလေးနက်ထားတဲ့လို့ပုံကူရှိတယ်ဟိန္ဒူဆိုလဲဟိန္ဒူဘာသာပေါ့နော်တသဆိုင်ရာကိုဘာသာတရားကိုကိုအလေးနက်ထားကြတယ်ဒီနေရာမှာကျွန်တော်ကဘယ်ဘာသာဝင်ဟိုမှဘယ်ဘာသာကိုမှစော်ကားခြင်းမရှိဘူးပုတ်ခတ်ခြင်းမရှိဘူးเนาะကျွန်တော်ပြောနေတဲ့အမျိုးသားရေးစကားတွေရတယ် လူများဘာသာကိုစော်ကားပုတ်ခတ်ပြီးတော့ကိုဘာသာကောင်းကောင်းနေကျွန်တော်မပြောခဲ့ဘူးသူရဲ့ယုံကြည်ရာယုံကြည်ရာပဲဟုတ်လားကျွန်တော်တို့လည်းကျွန်တော်တို့ယုံကြည်ရာကျွန်တော်တို့ယုံကြည်ရာပဲဒီလိုမျိုးပြောတာเนาะဒီနေရာမှာဘာတွေမြင်နေရလဲဆိုတော့အခုတစ်တော့မှာဆိုရင်ဗောနော်အချားဘာသာဝင်တွေကကျွန်တော်တို့ဘာသာကိုထထဲဝင်စော်ကားတာတွေယဟန်းဘာသာတွေကတုံးတွေပါတွေအဲ့လိုမျိုးတွေလောက်တာเนาะ ကျွန်တော်တို့တွေ့ရမိမဆုံးမဖားမဆုံးမမျိုးမစစ်တဲ့အကောင်တွေပေါ့မျိုးမစစ်တဲ့အကောင်တွေအကောင်မတွေပေါ့နော်မိမစစ်ဖားမစစ်တွေဆိုတော့ကျွန်တော်ကဒါကကျွန်တော်တို့ဘာသာကိုစော်ကားလို့ကျွန်တော်ကဒီလိုသုံးထုံးတာဗျာအရှင်းဆုံးပြောရင်အစ္စလမ်ဘာသာဝင်ဆရာတွေရလဲကိုဘာသာကတားငယ်သမီးငယ်တွေညီငယ်ညီမငယ်တွေကလေးတွေကိုလူများဘာသာကိုမစော်ကားဘူး ငင်းညာရေးတရားဟောဖို့ဒီလိုစီယုံပေးပါဗျကျွန်တော်မြတ်တရကထို့နီ၎င်းပဲခရစ်ဘာသာကဟာလာတင်းဥစရာတွေရလဲဒီတိုင်းပဲကိုဘာသာရဲ့တားငယ်သမီးငယ်တွေညီငယ်ညီမငယ်တွေကိုဘာသာတူတက်ဖို့ပဲပြောပါပြီးရင်လူများဘာသာကိုစော်ကားပုတ်ခတ်ဖို့မပြောပါနဲ့ဒီတိုင်းပဲဟိန္ဒူဘာသာလဲထို့နီ၎င်းပဲနော်ဒီလိုမျိုးဖြစ်စေချင်တယ်ဗျဒါကျွန်တော်မြတ်တရကနော် အခြားဘာသာတွေကိုကျွန်တော်လေးစားလို့ကျွန်တော်မြစ်တာရခံတာဘာကြောင့်လဲဆိုတော့အဲ့ဒါလိုမျိုးဟိုဘက်ဘာသာရေးဟိုဘက်ဘာသာကိုကိုးကွယ်ပြီးဒီဘက်ဘာသာကိုစော်ကားတယ်ဒါမျိုးတွေဖြစ်လာရင်ဘာသာရေးပြိပခအရန်ကြီးလေးတယ်နော်အဲ့ဒီဘာသာရေးပြိပခဖြစ်ရင်အခုနိုင်ငံတကာကိုပြန်ကြည့်တနိုင်ငံမှာငိမ့်ငိမ့်ညံညံမရှိဘူးเนาะကမ္ဘာစစ်ဖြစ်ပေါ်နိုင်တယ် ဒါဘာသာရေးပွဲဆိုတာအယံဟိုမှာကြီးကျယ်တာနော်အဲကြောင့်မို့လို့ကျွန်တော်ကမြစ်တာရခံကျွန်တော်တို့လည်းလူများဘာသာရေးတရားကိုကျွန်တော်တို့သတ်ဆော့ကားရဲဆိုတာမရှိဘူးကျွန်တော်တို့တိုင်းပြည်မှာနော်ဥပဒေရှိတယ်ဒုတော်ဝင်ရေးသုံးပါရှိတယ်ဒီဥပဒေအောက်မှာမိကင်းနေထိုင်တဲ့မြန်မာနိုင်ငံသားမြန်မာနိုင်ငံမဟုတ်ဘူးတင်ကင်ဆောင်ထားတဲ့ဘယ်ဘာသာဝင်မစို့နော် နိုင်ငံရဲ့ဥပဒေကိုလေးစားလိုက်နာတဲ့ဘယ်ဘာသာဝင်မစို့ညီကိုမောင်တို့မစိတ်ဓာတ်ခါရမယ်အေးချမ်းမောငြင်းညံမောစကားကိုဟောရမယ်စကားကိုပြောရမယ်ကျွန်တော်တို့ပြောနေတာလဲအေးချမ်းမောငြင်းညံမောစကားတွေပဲမြန်မာနိုင်ငံကြီးဟုတ်လားအပိမဲ့လူရန်သားတွေကြောင့်တိုင်းပြည်ထဲမှာစစ်တွေဖြစ်နေအချင်းချင်းတွေတတ်နေဖြတ်နေကြတယ်เนาะဒါတွေကိုကျွန်တော်တို့ကမဖြစ်စေချင်ဘူးเนาะ အသီးမဲတဲ့မိသားစုကပေါက်ပွားတဲ့တာသမီတွေကနိုင်ငံရေးအကြောင်းပြပြီးကိုလူမျိုးတွေကိုပြန်သတ်နေတာကိုနိုင်ငံသားတွေကိုပြန်သတ်နေတာအဲ့ဒါတွေကျွန်တော်တို့တွေးနေရနော်အဲ့ဒီကြောင့်မို့လို့ဒီလိုမျိုးကျွန်တော်တို့ပြည်တွင်းထဲမှာလည်းဟာလာလူတို့အောင်ကြောမှုနဲ့စစ်တွေဖြစ်နေတယ်လူတွေအသေးပြက်အသေးကြီးတွေများနေတယ်နော်ကျွန်တော်တို့နိုင်ငံရဲ့အပြင်ပကား အခြားတိုင်းကြီးတွေတိုင်းပြည်တွေလည်းအကုန်လုံးစစ်တွေဖြစ်နေကြနိုင်ငံကြီးကမငြိမ်သက်ကြအောင်နော်တက္ကမလုံးမငြိမ်သက်ဖြစ်နေတာမင်းတို့ကနောက်ထပ်ဟာလားဘာသာရေးစစ်ပွဲဆင်နွှဲချင်နေတာလားနော်စစ်စစ်လေးတော့ကျွန်တော်တို့ယုံကြည်တော်ဝင်တဲ့ဘာသာတရားကိုလက်မစော်ကားနဲ့တော့ကျွန်တော်တို့အသက်လဲဖို့ဝန်မလေးဘူး ကျွန်တော်တို့မှကြောက်စိတ်ဆိုတာမရှိဘူးကျွန်တော်တို့ဘာသာတရားနဲ့ပတ်သက်လာစဉ်းစားပြောရင်ဗုဒ္ဓသာသနာအတွက်ကျွန်တော်တို့ကဘလူးလို့ခေါ်နေပဲနော်ကျွန်တော်တို့သာသနာကိုကျွန်တော်တို့သာသနာကိုကျွန်တော်တို့ကကာွယ်စောင်းစောင်းအောင်အသက်နဲ့လဲပြီးကာွယ်စောင်းစောင်းအောင်ကျွန်တော်တို့ကနော်ကျွန်တော်တို့ကဘလူးလို့ပဲကျွန်တော်တို့လူများဘာသာတရားကိုလည်းကျွန်တော်တို့မစော်ကားဘူးမတိုက်ခိုက်ဘူးကျွန်တော်တို့ဘာသာကြီးအကြောင်းတရားကိုလည်းစော်ကားစရာလည်းမလိုဘူး နော်လက်တိုက်ခိုက်စရာလည်းအကြောင်းမရှိဘူးအဲ့ဒီကြောင့်မလို့ကျွန်တော်ကမေတ္တာရက်ခံတာအခြားဘာသာဟုအခြားဘာသာကနော်အခုအစ္စလမ်ဘာသာကပလီစီယာတွေခရစ်ခရစ်စတန်ကပင်အုပ်စရာတွေနော်ဟိန္ဒူကဟိုတွေနေပေါ့နော်ကိုဘာသာဝင်တွေကို ကိုဘာသာဝင်တွေကညီငယ်ညီမငယ်တွေတတ်သားမိမိတွေကိုကိုဘာသာတိုးတက်ရင်းနဲ့ညီမနိုင်ငံအေးချမ်းရေးကိုပဲပုံမြင်ဆုံးမကြပါဗျဒီလိုမျိုးမိမဆုံးမဖမဆုံးမပုံစံမျိုးနဲ့ ဟုတ်လားကိုဘာသာကောင်းသားရေးလူများဘာသာဆုံးချရေးဆိုတဲ့ပုံစံမျိုးနဲ့မပြေပြောစေချင်ဘူးအဲ့ဒါကအယောင်အန်ဒီရများတယ်နော်အယောင်ထိလဲဆားလွယ်တယ်နော်ဘာသာရေးရနော်အယောင်ထိလဲရှားလွယ်အဲ့ကြောင့်မလို့ကျွန်တော်ကမြစ်တာရက်ခန့်တာအခုကျွန်တော်ပြောနေတဲ့ထဲမှာနော်ကျွန်တော်ဘယ်ဘာသာအောင်မစော်ကားလို့ခြင်းလည်းမရှိဘူးနော်ကျွန်တော်အစ္စလာမ်လည်းမစော်ကားအစ္စလာမ်ဘာသာကိုလည်းကျွန်တော်မစော်ကားဘူး ခရိယန်ဘာသာကိုလည်းမစော်ပါဘူးဟိန္ဒူဘာသာကိုလည်းမစော်ပါဘူးအကောလုံးလေးစားသမှုရှိတယ်ကျွန်တော်လူတွေကကိုမိဘကနေမွေးဖွားလာတယ်ကိုမိဘတွေရဲ့ယုံကြည်ရာကနေတော့မွေးဖွားလာကြအခုကျွန်တော်ဗုဒ္ဓဘာသာမိယိုဖလာဗုဒ္ဓဘာသာကနေကျွန်တော်မွေးဖွားလာတယ်အဲ့ဒီကနေပြီးတော့ငါတို့ဗုဒ္ဓဘာသာဘာသာငါတို့ရဲ့ဓမ္မတရားဓမ္မတွေဘလို့လဲဆိုတာကိုကိုယ်တိုင်ပြန်လေးလာ မီယိုဖလားနေပြီးတော့ကိုကိုတိုင်းသိအောင်ကိုကိုတိုင်းပြန်လေးလာလေးလာတော့မှငါတို့ရဲ့ဘာသာတရားဘလို့ကဲနဲ့နေတယ်ဗလားနော်ဘလို့တန်မိုးကြီးတယ်ဗလားကျွန်တော်တို့သိလားသိလာတဲ့ခါကျတော့ကျွန်တော်တို့ဘာသာတရားမကွယ်ပြောက်ဖို့တော့ကျွန်တော်တို့ရဲ့နော်လာမဲ့တာတာမီမီတွေဘာသာကြီးကိုင်းဆိုင်တယ်ရောနော်ဓမ္မစကူတွေယဉ်ကျေးလိမ့်မှသင်တန်းနေကျွန်တော်တို့ကသင်ကြားဖို့ညွှန်ကြားတာ ကျွန်တော်တို့ဓမ္မလမ်းကြောင်းမှာကျွန်တော်ဗုဒ္ဓရဲ့ဓမ္မလမ်းကြောင်းမှာမေတ္တာတရားကိုပဲအခြေခံတတ်တာဖြတ်တာမရှိဘူးเนาะတူးနဲ့တူမေတ္တာထားဖို့ဒါပဲအခြေခံအဲ့ဒီကြောင့်မို့ကျွန်တော်ကစင်္သနာဒေါသောနဲ့စကားပြောကြမ်းခဲ့ပြီးရှိတော့ကျွန်တော်ရဲ့နှလုံးသားမေတ္တာနဲ့ပဲကျွန်တော်ပြောတာဘုရုမှာပေးကြီးပျက်စီးလို့ခြင်းစိတ်ကကျွန်တော်မှမရှိဘူးကျွန်တော်လိုက်ပြီးပြောလာတယ်เนาะကျွန်တော်တို့တွေလိုက်ပြီးပြောလာတာ ဒီတိုင်းပဲလမ်းမရောက်နေတဲ့ကလေးတွေမင်းတို့ခမားတို့စဉ်းစားကြည့်ကြည့်ဗျာတိုင်းပြည်တိုင်းတိုင်းပြည်တိုင်းတမတော်ရှိတယ်ဗျာစစ်တပ်ရှိတယ်ဟမ်ထိုင်းနိုင်ငံမင်းတို့အထင်ကြီးတဲ့ထိုင်းနိုင်ငံရောဟုတ်လားအခြားတိုင်းပြည်တွေနိုင်ငံတိုင်းနိုင်ငံအသက်ပြည့်စစ်မှုထမ်းရတယ်တပ်ထုံးစံမယ်အစင်လာပဲအခုမင်းတို့ကဟုတ်လားစစ်မှုလည်းမထမ်းဘူးစစ်တပ်ရှိတာလည်းမင်းတို့မလို့ကြီး အခုကဘာကြီးမှာစစ်တွေဖြစ်နေကြပြီစစ်တမ်းမရှိရင်အဲ့ဒီနိုင်ငံကိုဘလို့ကာကွယ်မလဲဘလို့အုပ်ချုပ်မလဲဟမ်ပြည်တွင်းရပြည်ပါရဘလို့ကာကွယ်ကြမလဲနော်စစ်တမ်းမရှိအခုမင်းတို့အထင်ကြီးနေတယ် PDF ဆိုတာကမလောက်လင်မလောက်စားတွေအဘောပေါက်လားဟိုဥမှုတို့လက်ထောက်ကိုပြန်ကြည့်နော်ဥမှုတို့တော့ခုဝါစီရဥမှုတပည့်စစ်သားတွေ တောခုဝါတဲ့စစ်သားတွေနော်သင်တန်းပေးဖို့နိုင်ငံတကာနေပြီးတော့ထောက်ပံ့ထောက်ပံ့တဲ့ငွေကြေးလက်နက်ခဲယံနော်ဟိုက်စကီနဲ့ကိုလာပြီးတော့သင်တန်းပေးနိုင်တယ်အခုမင်းတို့2021က PDF တွေနိုင်ငံရေးရတောခုကြတယ်လက်နက်ကင်ကြမင်းတို့ဘယ်နိုင်ငံကထောက်ဖို့လဲဟင်မင်းတို့ဘယ်နိုင်ငံထောက်ဖို့လားမြင်တယ် စင်စင်းလေးတော့ကျွန်တော်နိုင်စင်ပြတာဦးနူတို့လက်ထက်တော်ကိုတော့နိုင်ငံတကာထောက်ပံ့မိထောက်ပံ့ပေးခဲ့တယ်မင်းတို့အခု2021တော်ကိုတော့ကောင်းတယ်ဘယ်နိုင်ငံကထောက်ပံ့ပေးသလဲဟင်ခေဆဆထိုင်းနိုင်ငံမှာနေထိုင်နေမလေးရှားနိုင်ငံမှာနေထိုင်နေထိုင်နေထိုင်တာမဟုတ်ပါဘူးထိုင်ခေဆဆထိုင်းနိုင်ငံကနိုင်ငံရေးအရာနိုင်ငံရေးအကြောင်းပြပြီးတော့ထိုင်းနိုင်ငံဒုက္ခတဲ့စခန်းတွေကနေပြီးတော့ ထွက်ခွာသွားတယ်နိုင်ငံတကာဟုတ်လားတတိယနိုင်ငံထွက်ထွက်ခွာသွားတဲ့လူတွေဟုတ်လားမလေးရှားနိုင်ငံထွက်ခွာသွားတဲ့လူတွေအခုလူများတိုင်းကြီးမှာဘလို့ပြန်ပြီးတော့ဟုတ်လားဖမ်းနေတယ်လေဘလို့မျိုးဖြစ်နေတယ်လေဒါ2021နောက်ပိုင်းမှာဖြစ်လာတာတော့မင်းတို့မရတော့ဘူးနော်မင်းတို့နိုင်ငံရေးကိုအဖုံးချပြီးတော့ကိုဂျိုးစီးပွားစားဖို့ကိုတိုင်းကြီးကိုကိုအပုတ်ချနေတာ ်မင်းတို့အလုံးမပြေတော့ဘူးမင်းတို့အဲ့ဒီအလုံးတွေอ่ะတိလားကိုနိုင်ငံရဲ့တတ်မတော်ကိုကိုအပုတ်ချပြီးတော့ကိုမိသားစုခေါင်းသားဖို့သွားတဲ့ဟာတွေအလုံးမပြေတော့ဘူးဟမ်အလုံးမပြေတော့ဘူးเนาะအခု2021เนาะမင်းတို့ပြန်စင်းသားမင်းတို့ဘယ်သူမှထောက်ပံ့မှုမရှိတော့လို့ဟာလားကြည်ပောက်ရောက်လာတဲ့ကြည်သူတွေကလည်းနားမလဲပါမလဲနဲ့ဟုတ်လားဟိုထောက်ဖို့ထောက်ဖို့ဆိုပြီးတော့ဟာလား ထဲ့ပြီထဲ့ပြီဟွညီပြေမှာတိုက်ပွဲဝင်တဲ့ PDL လေးတွေကငါးပြားဆယ်ပြားရရင်သူတို့အဲ့တွေကိုခေါင်းနဲ့တောင်းနဲ့ချီပြီးရောက်တာနောက်ဆုံးဟလာ2021 2022 2023 2024 2025လဲကြလဲကြတော့လူများတိုင်းကြီးကသူတို့အမျိုးသားအကျိုးစီးပွားစီးစီးကိုဖောက်ထိပါလာတဲ့ခါကျတော့အကုန်ဖမ်းပြစ်တာပိုက်စိတ်တိုက်ပြောဟွအဲ့ဒါနဲ့တိုးတဲ့အကောင်တွေကတိုးတဲ့နမိုက်သားတွေကခွက်ခေါလို့ တောင်းစားလို့မရတော့တောင်းစားလို့မရတော့ဘာဘာလုပ်လဲဆိုတော့တစ်တော့ပေါ်မှာဟာလာအင်တာနက်စီးတဲ့နေရာလောက်ကနေပွားပြီးတော့ဟိုပါလေဘာကမ်းပိတ်ညာကမ်းပိတ်လောက်ကြအောင်မင်းတို့အဲ့လိုမျိုးတောင်းစားမှရမှာဟမ်မင်းတို့အဲ့လိုမျိုးတောင်းစားမှရမှာမင်းတို့ဘွားတယ်မင်းတို့နိုင်ငံရေးတက်မတော်မင်းတို့လက်ဆင်လို့မရဘူးဘောပေါက်လားနိုင်ငံတော်တက်မတော်ဆိုတာမင်းတို့2021မှာ ဟာလာမင်းတို့အကြံဖက်တွေပေါ်ပေါက်လာမှာစူပီဖွဲ့စည်းလိုက်တယ်တတ်မတော်မဟုတ်ဘောပေါက်လာဟမ်မင်းတို့နားလဲလားငါကျွန်တော်ပြောတာစင်စင်လေးဟာလာဒီစနစ်ကိုမကြိုက်ဘူးဒီတတ်မတော်ကိုမကြိုက်ဘူးဒီတတ်မတော်ကိုဟာလာဘလို့ပုံစံမျိုးနဲ့ပြုတ်ပြင်ပြောင်းလဲရမလဲမင်းတို့ခေါင်းသုံးပြီးတော့အဲ့ဒီထဲကိုရောင်းအောင်ဘွားမင်းတို့ပြုတ်ပြင်ပြောင်းလဲရမှာ မင်းတို့ကိုမင်းတို့ကြတော့တမိသားစုလုံးပေါ်လို့လေးတမ်းမအောင်ဟမ်ပြောလိုက်တော့ဟိုနိုင်ငံရဲ့အကြီးအကဲတပ်မတော်ရဲ့အကြီးအကဲတွေကိုပဲဆဲလိုက်ရင်တော့ဟမ်မင်းတို့တမိတမိသားစုလုံးတော့လေးတောင်းအောင်နေခဲ့ရသလားအဲ့ဒါလေးတွေပြန်ပေါ်อ่ะเนาะအဲ့ဒီအတွေးခေါ်လေးပြန်တဲ့ပြောလိုက်တော့ဘူဂျုံဆောင်ကိုဘလို့ချစ်တာဘူဂျုံစကားတခေါမှနားမတော်ဟမ်ဂျပန်ကိုတိုက်ဖို့ဂျပန်စာကိုဂျပန်စကားသေးချာလေးလာရတယ် အင်္ဂလန်အင်္ဂလိပ်ကိုတိုက်ဖို့အင်္ဂလိပ်စကားကျွမ်းကျင်အောင်ပင်ရတယ်သဘောပေါက်လားမင်းတို့စစ်တပ်ကိုမကြိုက်ဘူးပြောတယ်မင်းတို့ဘေးတိုင်ဘူးပြောကွာနဲ့မင်းတို့ဘူဂျိုးတရားပြအောင်လုပ်လေမင်းတို့ဘူဂျိုးပြင်လို့ရှိရင်မင်းတို့အဲ့ဒီမှာမင်းတို့လိုချင်တဲ့ပြောက်ပြင်ပြောင်းလဲမှုတွေမင်းတို့လောက်ကြလေကွာစစ်စစ်လေးမင်းတို့ဒီလိုဘောင်မြန်းနေသွားလို့ရအောင်နိုင်ငံပြက်စီတယ်ပြည်သူပြည်သားပေကြီးပြက်စီတာလွယ်မင်းတို့ဘာမှအကျုံမြန်မရှိဘူးသဘောပေါက်လား မင်းတို့လူမဖြစ်ခင်ကတည်းကနော်မင်းတို့လိုမျိုးဆဆဆရာကြီးတွေနိုင်ငံကြီးအကြောင်းပြပြီးတော့ဟုတ်လားလက်နက်ကင်တောခုခဲ့တာတောထဲမှာပဲညီဩဇာတွေဖြစ်ကုန်ကြတာအသက်တွေပေးခဲ့ရတာဘယ်သူမှဘာမှလုပ်လို့မရအောင်နော်ဆင်းဆင်းလေးအဲ့ဒီဟိုမိမစစ်ဖားမစစ်တွေနော်ကိုပါပါမဟုတ်တဲ့ ဟာလာလူများပါပါအောင်စော်ကားနေတဲ့ကောင်လေးအဲ့ဒီကောင်လေးလဲစိတ်သေးတယ်နော်ဟိုဘောက်မြောက်ပြီးလိုက်ဒီဘောက်ကိုချက်ပြီးလိုက်မလောက်ကြပါနဲ့သိလားဘာကြောက်လဲဆိုတော့ဘာသာရေးကအယောင်းမှာထိလဲရှားလွယ်ဒါမင်းတို့နားလဲအောင်ပြောပြဒီနေ့ဆိုကျွန်တော်တရားစိတ်တူပါတစ်တော့ထဲမှာတော်တော်စိတ်တူပါမယ်ဆရာကြီးညာနဲ့ပြောတယ်ကျွန်တော်ပြောတဲ့စကားတခုံးမှနားပါ ူပြောတဲ့ပုံမှာဖျားဟောတရားတွေအကုန်လုံးပြောင်းပြရဟိုပါလေပြင်မရမလို့ဖြစ်နေဟမ်ပိရိကသုံးလုံးလည်း तू မသိဘူးသာသနာကြီးသုံးရလည်း तू မသိဘူးအဲ့လိုမျိုးအခြားဘာသာဝင်တွေကျွန်တော်တို့ဘာသာဟိုထဲထဲဝင်စော်ကားတာတော့ကျွန်တော်တို့လက်သိမ်းမခံဘူးအဲ့လိုကောင်မျိုးတွေမြေပြင်မှာမတွေ့နဲ့တွေ့တာနဲ့လဲလီးတဲ့နေပဲစောက်ဟိုကတကယ်ပြောတာ ဘယ်ကောင်မှမကြောက်ဘူးတော့သောက်ထိုးမကြောက်လို့လဲတတိစီစီနဲ့လိုက်ပြောတာလူဆိုတာပေတဲ့မွေးကလေးကနေတော့အချိန်ကြရင်ပေမှာပဲမင်းတို့မင်းတို့ဂယူဆိုင်နေလို့ကြောက်နေလို့နော်မင်းတို့မင်းတို့သတ်မအောင်ကြောက်နေဖို့လုံးဝမရှိဘူးသောက်ထိုးမှာဘောပေါလားဘယ်ကောင်မှမကြောက်ဘူးအဓိကနော်လူများတိုင်းကြီးမှနေတယ်လူများဥပဒေလေးစားရမယ်လိုက်နာကိုတိုင်းကြီးမှရှိတယ် ကိုတိုင်းကြီးရဲ့ဥပဒေကိုလေးစားလိုက်တာနော်နိုင်ငံသားစိတ်တက်စီရမယ်လိုချင်တာဒီမိုကရေစီလုံနေတာစောက်တလွယ်ဟမ်ဘာစီကမ်းမလဲမရှိဘူးဟမ်တူနဲ့တူမြစ်တာလည်းမရှိဘူးတစ္ဆာလည်းမရှိဂယူနာလည်းမရှိဘူးဘာစီလဲမင်းတို့ကမင်းတို့ကမတရားလောဘအဲ့ဒါပဲမင်းတို့မှရှိလောဘလားလောဘပဲမင်းတို့မှရှိတယ် မင်းတို့ဘာမှမရှိဘူးနော်မင်းတို့အဲ့ဒါတွေများများလို့ကဘာကြီးဟာနော်တနိုင်ငံတနိုင်ငံအကောလုံးကစုပ်ဖွေးနေတယ်နိုင်ငံကြီးတွေကနော်တိုင်းကြီးတွေတော်တော်အကောလုံးကစုပ်ဖွေးနေကြတယ်နော်အဲ့ရောမလို့မင်းတို့တွေမင်းတို့ကြောင့်မြန်မာနိုင်ငံမပြတ်စီစေနဲ့ဘောပေါလားမြန်မာနိုင်ငံကိုချစ်တယ်ရေးဆိုရင်နော် ကိုပါဇက်တွေကိုပြုတ်ပြင်ကြပါပြောင်းလဲကြပါနော်အရင်နေအရင်ခုခုအခက်ချိုးချိုးမလုပ်ကြနဲ့မြန်မာနိုင်ငံကြီးဘုရားဘာသာအများစုနေတိုင်းတဲ့တိုင်းကြီးနော်လက်စီတီစဲဥပဒေဆိုတာကလေတို့ရဲ့အမျိုးသားရေးကိုအခြေခံပြီးရေးဆွဲတာကတို့ပေမဲ့မင်းတို့အခြားဘာသာဝင်တွေကိုနှိတ်ခုတ်တာဒါဘာတစ်ခုမှမရှိဘူးနော်အကောင်လုံးသူ့တိုင်းတာနဲ့ သူ့အတိုင်းထွားလဲသူ့အတူအခုလုံးခွင့်ပြုချက်တွေပေးတာပြီးသားမင်းတို့နေတတ်ဖို့ပဲလို့ကပြီလားနိုင်ငံသားတယောက်အနေနဲ့နေတတ်ဖို့ပဲလို့ကမင်းတို့နိုင်ငံသားတယောက်အနေနဲ့မနေတတ်ရင်တော့နိုင်ငံတော်ကပေးတဲ့ပြစ်တောင်တော့ခံရမှာပဲအမောပေါက်လားမင်းတို့မပြောနဲ့ငါတို့လည်းငါတို့လိုက်ပြောနေတယ်လိုက်ပြီးပြောနေတယ်စပီကာတွေ ငါတို့စကားမိုင်းငါတို့လည်းထဲမှာပဲဘာကြောင့်လဲငါတို့ဥပဒေကိုကြော်လုံပြီးပြောလို့မရဘူးစကားတွေอ่ะနိုင်ငံသားဆိုတာနိုင်ငံသားစိတ်ဓာတ်ရှိရတယ်နိုင်ငံတော်ဝေဖန်လို့ရတယ်ထောက်ပြလို့ရတယ်ဝေဖန်ပိုင်ခွင့်လည်းရှိတယ်ထောက်ပြပိုင်ခွင့်လည်းရှိတယ်နိုင်ငံတော်ဆုံးချလို့မရဘူးเนาะနိုင်ငံတော်အကြီးအကျယ်ကိုပြောင်းအောင်ပြောလို့မရဘူးအဲ့ဒါလေးတော့မင်းတို့နားလဲဘာသာရေးဆိုပူဆိုးတယ် နော်မြန်မာနိုင်ငံမှာဘာသာရေးအထီးကိုထီးကုံနေဖြစ်တာအချိန်မောမနေဘူးမင်းတို့စဉ်းစားဘလူတော့မှခေါင်းညိုးမရှိဘူးနော်ဒါအမှန်တရားကိုပြောပြနေတာအခုမင်းတို့ကဘာသာရေးအထီးကုံဖြစ်အောင်မင်းတို့ကလိုက်မြောက်ပြီးနေလိုက်ကြက်ပြီးနေမင်းတို့စဉ်းစားကြမင်းတို့တော့ဘလောက်ကျိုးမြတ်ရလဲမြန်မာနိုင်ငံမှာဘာသာအခြားဘာသာဝင်တဲ့ ဟာလာဘုရားဘာသာနေနဲ့ရံဖြစ်ကြပြီဖတ်ကြပြီဖြတ်ကြပြီဘုဒ္ဓတော့ကောင်းလဲဘုဒ္ဓတော့မကောင်းဘူးဘောပေါလားတရဝါတွေပြည်ကြီးပြက်စီတယ်လို့ဘုဒ္ဓတော့မှမကောင်းဘူးအဲ့ဒီကြောင့်မလို့ပြောပြတာမင်းတို့တွေအဲ့လိုမျိုးကိုကိုဘာသာမဟုတ်ပဲနဲ့အခြားဘာသာဝင်တွေစော်ကားတာပုတ်ခတ်တာမလုံးကြပါနဲ့เนาะအခြားဘာသာဝင်ကဆရာတွေကလည်း เนาะကိုဘာဘာကခလေးတွေကိုတုံတင်ကြပါလမ်းကြောင်းမမှန်မောညွန့်ကြားကြပါခပိုင်းငိမ့်ညံ့မှုပဲနိုင်ငံကြီးငိမ့်ညံ့မှုပြည်သူတွေအေးချမ်းမှုဒါဟုတ်ပဲအံ့ဩစိုက်ကြပါအဲ့ဒါအဓိက main point ပဲမင်းတို့လူလောကကိုရောက်လာတယ်အချိန်တိုင်းမင်းတို့ဖေကြမှာအချိန်တိုင်းဖေကြမှာဘယ်ကောင်မှဘာမှယူအောင်လို့မရဘူးနားလေအောင် ဘယ်ကောင်မှယူသွားလို့မရဘူးဘာမှသေသွားလို့မရဘူးမွေးလာပြီးသေကြမှာကြီးပဲအဲ့ဒါလေးကိုပြောချင်တာဗျာ